ကဲမင်္ဂလာပါဗျာ။ work out နိုင်မှအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ကတော့ဒီမြန်မာပွဲစဉ်ပေါ့နော်။မြန်မာ fighter တွေရဲ့ပွဲစဉ်အကြောင်းပြောသွားမှာဖြစ်ပါတယ်။ဒီအကြောင်းအရာကိုမပြောခင်မနေ့ကပဲကျွန်တော်တင်ထားပြီးတာပေါ့နော်။အေးဒီတတင်းကပါလဲဆိုရင်ကိုအောင်လာတို့အပွင့်။ကိုအောင်လာတို့ကလက်ရှိဖိုလန်နိုင်ငံမှာရောက်ရှိနေတယ်။ပွဲကဒီညထိုးတက်မှာပါ။ April 26ပေါ့နော်။ ဒီည April 26မြန်မာစံတော်ချိန်17နိုင်ခွဲည17နိုင်ခွဲမှာ Prelim ပွဲစဉ်စတင်မှာဖြစ်တယ်။အဲမှာကိုအောင်လာရဲ့တပည့်နှစ်ယောက်အရှင်ပြိုင်မှာဖြစ်ပါတယ်။အာပထမဆုံးတစ်ယောက်ကတော့ Prelim မှာရှင်ပြိုင်မယ်။နောက်တစ်ယောက်ကတော့ပွဲစဉ်ခုနှစ်ပေါ့နော်။ပွဲစဉ်ခုနှစ်မှာကြီးရှုရမှာဖြစ်ပါတယ်။အဲ့တော့ဘယ်မှာကြည့်ရမလဲဆိုရင် KSW ဆိုတဲ့ YouTube Channel မှာဒီ Prelim ပွဲစဉ်မှာကြီးရှုရမှာဖြစ်ပါတယ်။ ခေါင်းပွဲတွေကတော့ပြတ်တမှာတော့တိတ်မသေးချဘူးဒါပေမဲ့ဒီညတစ်ချက်စောင့်ကြည့်ရမှာပေါ့နော်ပရီလင်းပွဲစဉ်ကတော့တေးချတယ်အဲမှာကိုအောင်လာရဲ့တပည့်၂ယောက်ရှိတဲ့တရားတယောက်ရဲ့ပွဲစဉ်တော့ကြည့်ရှုရမှာတော့တေးချနေပါတယ်အဲ့ဒါတော့ဒီညဧပြီည26ရက်နေ့ပေါ့နော်မြန်မာစံတော်ချိန်7နာရီခွဲည7နာရီခွဲမှာကြည့်ရှုရမယ့်ပွဲအကြောင်းဖြစ်ပါတယ်အဲ့တော့စိတ်ဝင်စားတဲ့ညီကိုတွေဒီညကြည့်ရှုလို့ရမှာဖြစ်တယ် အဲကိုအောင်လာလည်းအရင်ကြိုးစားနေပါတယ်။နီးပြကြီးပြီးတော့ကော်နာအဖြစ်ရောဒီဖိုင်တာမြောက်ကို လိုက်ပါဝန်းရံနေတာဖြစ်ပါတယ်။ဒီပွဲက KSW နော် KSW promotion မှာပါ။အဲ့ဒါတော့ဒီညပွဲစဉ်အကြောင်းဖြစ်ပါတယ်လို့။နောက်တစ်ခုကတော့ကျွန်တော်တို့မနက်ဖြန်ကြည့်ရမယ့် April 28ရက်ညမှာကြည့်ရမယ့်ပွဲစဉ်မှာပထမဆုံးပွဲကတော့ဒီ Time 5ပွဲစဉ်ကျွန်တော်တို့ main ရဲကျော်စွာရဲ့ပွဲ။ ဒီပွဲကမွေထိုင်းဖိုက်တာနေပဲထိတ်တိုက်တွေးဆောင်တဲ့ပွဲဖြစ်ပါတယ်။တွေးဆိုင်အားလုံးခုနှစ်ဆိုင်ထိပါဝင်တာဖြစ်တယ်။အဲမှာမင်းရဲ့ကျော်စွာရဲ့ပွဲကပထမအောင်ဆုံးပွဲဦးထွက်ပေါ့နော်ပထမအောင်ဆုံးပွဲစဉ်မှာကြီးရှုရမှာဖြစ်ပါတယ်။ဘေးအချိန်မှာစမလဲဆိုရင်မနက်ဖြန်ဧပြီ28ရက်ညနေ9:00နာရီခွဲမြန်မာစံတော်ချိန်9:00နာရီခွဲမှာစတင်မှာဖြစ်ပါတယ်။အဲ့တော့ပထမအောင်ဆုံးပွဲမှာကျွန်တော်တို့မင်းရဲ့ကျော်စွာရဲ့ပွဲကို ကြည့်ရှုရမှာဖြစ်ပါတယ်အဲ့တော့ဘယ်မှာကြည့်ရမလဲဆိုရင် time 5ဝန်းစင်ဖြစ်တဲ့အတွက်ဒီ YouTube channel ပေါ့နော် time 5 official ဆိုတဲ့ YouTube channel မှာကျွန်တော်တို့ကြည့်ရှုရမှာဖြစ်ပါတယ်အဲ့ဒါကတော့မင်းရဲ့ကြော်စွာရဲ့ပွဲအကြောင်းဖြစ်ပါတယ်နောက်တစ်ပွဲရှိပါသေးတယ်ပြောမှဆိုရင်အရေးကြီးတယ်နှစ်ပွဲစလုံးကအရေးကြီးတယ်နောက်တစ်ပွဲကဘဒုရဲ့ပွဲလဲဆိုရင်လက်ရှိဘရိုနီကာနဲ့အတူပူတွဲလေ့ကျင့်နေတဲ့နော်အုံမာဆိုရဲ့ပွဲ နှုံအုံမဆိုးရဲ့ပွဲကဒီပထုံ5စတေဒီယမ်မှာထိုးတက်မဲ့ပွဲပေါ့နော်ပထုံ5 night ပွဲစဉ်မှာအဲ့တော့သူ့ရဲ့ပြန်ဘက်ကဘာလို့လဲဆိုရင်ကင်ဂျီလို့ခေါ်ကြတဲ့ကင်ထရမ်ဆိုတဲ့ fighter ဒီ fighter ကဩစတြေးလျဖိုင်တာဖြစ်ပါတယ် MMA fighter ပါ MMA ပွဲတွေလည်းကစားတယ်ပြီးရင်ဒီ kickboxing ပွဲတွေလည်းကစားတဲ့ fighter ဖြစ်ပါတယ်ပြောမှဆိုရင်နိုင်ငံတကာပတ်ပြီးတော့ကစားနေတဲ့ဝါရင် fighter မင်းတယောက်ဖြစ်ပါတယ် ခါတိုင်းဆိုရင်ဗျာကျွန်တော်တို့ဒီနော်အိုမာဆိုးရဲ့ပွဲပေါ်ဒီမွေထိုင်းဖိုက်တာဒီနေ့ပဲကျွန်တော်တို့ပေးတွေ့တာတွေ့ရတယ်ဗျာဒီပထမ final promotion ပေါ့နော်သူတို့ကမွေထိုင်းဖိုက်တာတွေပဲပေးတွေ့တာတွေ့ရတယ်ဒါပေမဲ့နော်အိုမာဆိုးရဲ့ skill သူရဲ့အရေးအချင်းကိုတို့ကအခုတော့အတိပြီးတော့ရင်တယ်မလားဟာတကယ်ကိုကောင်းလဲဆိုတော့တို့လည်းလက်ခံပြီးတော့ပြင်အဲ့ဒီနောက်ပိုင်းဒီတရုတ်ဖိုင်တာတို့နိုင်ငံတကာဖိုင်တာတို့အရေးရှိတဲ့ဖိုင်တာပေါ့နော်အဲ့လိုမျိုးလူဖြူဖိုင်တာတွေနဲ့လည်းပေးတွေ့နေတာဖြစ်ပါတယ်အာဒီဩစတြေးလျဖိုင်တာကင်ထရန်ကတော့အရင်ကြီးအရင်တော့မရှိဘူးဒါပေမဲ့ဝါရင်ဖိုင်တာတူပါ short တလို့တော့မရပါဘူး။ဘာလို့ဆိုရင် kickboxing ကသူ့ရဲ့ major ဗျာ အဲ့ဒါသူကစားနေကြအဲကစားနည်းဖြစ်တယ်ပြီးတော့ MMA ရောကျွမ်းကျင်တဲ့ fighter တွေဖြစ်ပါတယ်အဲ့တော့ short တော့လို့မရဘူး no omaso ကအာ lightweight fighter lightweight ကိုကျွမ်းကျင်ကျင်ကျင်ကစားခဲ့တဲ့ fighter ဗျာပြီးတော့လက်ရှိမှာလည်းမွေထိုင်းကိုတည်တည်ချာချာလေ့ကျင့်နေပြီထိုင်းကောင်းမွေထိုင်းကျင်မှာလေ့ကျင့်နေပြီဖြစ်တဲ့အတွက်တိုးတက်မှုလည်းအများကြီးကျွန်တော်တို့တွေ့ရှိရတယ်ဒါတော့အရေးကြီးတဲ့ပွဲစဉ်ပါပဲ။ ဘယ်မှာကြည့်ရမလဲဆိုရင်ဒီဘွဲကမြန်မာစံတော်ချိန်ည8:00နာရီခွဲမှာစပါပါည8:00နာရီခွဲစမယ်ဘယ်မှာကြည့်ရမလဲဆိုရင် YouTube channel မှာပဲကြည့်လို့ရမယ် Button 5 Stadium ဆိုတဲ့ဒီ YouTube channel မှာကြည့်ရှုလို့ရမှာဖြစ်ပါတယ်အဲ့တော့ခါတိုင်းကျွန်တော်တို့ကြည့်နေကြအာဒီ YouTube channel ပေါ့နော်အဲ့မှာပဲကြည့်ရှုလို့ရမှာဖြစ်ပါတယ် Okay အဲ့တော့မနက်ဖြန်တနင်္ဂနွေနေ့အဲ April 28ရက်နေ့ညမှာကျွန်တော်တို့ကြည့်ရှုရမယ့်ပွဲက နှစ်ပွဲထိရှိတယ်ပထမဆုံး9နိုင်ခွဲမှာစတင်မဲ့ပွဲကမင်းရဲကျော်စွာရဲ့ပွဲပြီးရင်ဒုတိယပွဲကတော့ကျွန်တော်တို့နော်အုံမာဆိုးရဲ့ပတုံ5နိုင်ပွဲစဉ်ပေါ့နော်ဒီပွဲကအာမြန်မာစံတော်ချင်းည7နိုင်ခွဲမနက်ပိုင်းည7နိုင်ခွဲမှာစတင်မှာဖြစ်ပါတယ်ပွဲစဉ်6မှာကစားရမှာဖြစ်တယ်နော်အုံမာဆိုးကလေမင်းရဲကျော်စွာကတော့ပထမဆုံးပွဲစဉ်မှာပဲအာနော်အုံမာဆိုးရဲ့ပွဲကတော့ပွဲစဉ်6မှာဆိုတော့ည7နိုင်ဝင်းကျင်ပေါ့နော် အဲ့လောက်ဖြစ်သွားနိုင်ပါတယ်အဲ့တော့မနက်ဖြန်ကအတူတကွအဆောင်ကြီးအားပေးလိုက်ကြရအောင်ဗျာပြီးတော့နောက်တစ်ခု ရှိပါသေးတယ်နောက်ထပ်တဲ့တပုတ်ကပါလဲဆိုရင် အခု one championship မှာမြန်မာပြည်အထက်ပိုင်းက lowe fighter တယောက်ပေါ့နော် lowe fighter တယောက်ဟိုအရှင်ပြိုင်တော့မယ်ဆိုပြီးတော့ကိုဖြိုးဝေပကနဲ့အားလုံးကိုအသိပေးထားတာဖြစ်ပါတယ် အဲ့မှာပြစ်တဲ့အားလုံးကလည်းဘယ်လိုဖြစ်မလဲဆိုပြီးတော့ခံမှန်းကြတာပေါ့နော်အဲ့တော့နောက်ဆုံးတင်းထွက်လာတာတော့ကြောစွာဝင်းရဲ့အလေလို့ကျွန်တော်တို့သိရပါတယ်တကယ်ကိုဝမ်းတာပါတယ်ကြိုးစိုးပါတယ်အဲ့တော့ပွဲကဘယ်တော့ဖြစ်မလဲဆိုရဲမဲခွန်းပေါ့နော်ဘယ်တော့ဖြစ်မလဲဆိုရင်အခုနောက်တစ်ပတ်မှလည်းပွဲရရှိပြီးသားဆိုတော့ကျောစွာဝင်းရဲ့ဘွယ်ကမေလ16ရက်နေ့လောက်ဖြစ်နိုင်ပါတယ်လားလေပေါ့နော်မေလ16ရက်နေ့ အဲ့မှာမေလ9ရက်နေ့ကျောစော်ဝင်းပွဲရဲ့အရှိမှလည်းကျွန်တော်တို့ Bronica ရဲ့ပွဲအာထဲတွင်ကျင်းပလာနိုင်ပါတယ်။ဘာလို့ဆိုရင် Bronica လည်းဒီပွဲကိုစောင့်နေတာကြာပြီဗျာ။ Legend ပြင်ဆင်နေရလဲကြာပြီ။အဲ့တော့ Bronica ပွဲအရင်ကြည့်ရဖို့ဖြစ်လာနိုင်ပါတယ်။ Bronica ကမေလ9ရက်နေ့ပြီးရင်မေလ16ရက်နေ့ကကျောစော်ဝင်းရဲ့ပွဲကြည့်ရှုရဖို့ဖြစ်လာနိုင်ပါတယ်။ပြီးတော့ တွေးလင်းထက်ရဲ့ပွဲလည်းရှိတယ်လို့ကျွန်တော်တတင်းတွေထွက်နေပါတယ်အဲ့တော့ဒီဘဒူနဲ့ဖြစ်မလဲပေါ့နော်တကယ်လို့ဘရိုနီကာနဲ့တွေးလင်းထက်ပွဲစဉ်လည်းတင်ရထိုင်လည်းဖြစ်သွားနိုင်ပါတယ်အဲ့တော့အချိန်နေတော့ကျွန်တော်တို့ဝမ်ချန်ရှစ်ကနေချိန်ရမယ့်နေ့ကိုကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီကျောင်းကြီးကဝမ်ချန်မှာရှိကြောက်ပြီအဲ့တော့ဘေဝိတ်တန်းမှာကစားမလဲဆိုတဲ့ဟာပေါ့ကျွန်တော်တို့ပြင်ကြည့်အောင်ဖြစ်တယ်လက်ရှိကျော်ကြီးရဲ့ဝိတ်က356ပေါင်ဝန်းကျင်မှာရှိနေပါတယ် အဲ့တော့ဒီ one chance ကတက်မှတ်တဲ့ weight တန်းနဲ့ကြည့်လိုက်မယ်ဆိုရင် feather weight တန်းမှာတွားကြပါတယ် feather weight က155ပေါ့နော်ကျော်ကြီးက156တော့တပေါင်လောက်ပဲအဲ weight ချပါနော်အဲ့ဆိုရင် feather weight တန်းမှာတော့လုံးဝအဆင်ပြေသွားပြီဒါပေမဲ့ feather weight တန်းမှာဆိုတော့ကျွန်တော်တို့လွယ်တော့မလွယ်ဘူးဗျလက်ရှိ champion ကဒီတောင်ဝမ်ချိုင်းပြီးရင် ranking မှာလည်းဒီ super bomb လို့ jonathan ward တို့တန်းစီနေတယ်ဗျအဲ့တော့ feather weight တန်းမှာကအာခန္ဓာကိုယ်ကြီးတဲ့ ဖိုင်တာတွေများတယ်အရက်ရှည်တဲ့ဖိုင်တာတွေများတယ်ကျွန်တော်တို့မြန်မာဖိုင်တာဆိုရင်သွေးတက်သွေးတက်နဲ့ရှင်ပြန်ခဲ့တဲ့ဖိုင်တာတွေကိုတစ်ချက်ကြည့်လိုက်ဟာအရက်အမြင့်ကြီးတွေပဲတမန်အဲ့လိုမျိုးဖိုင်တာများသွေးတက်အတွက်လည်းနည်းနည်းတော့ခက်ခဲတယ်လို့ကျွန်တော်မြင်တယ်အဲ့တော့သူ့ကိုလည်းဘန်ထန်ဝိတ်တန်ဒီအမ်တမ်နီဆိုးကြီးကိုကစားတဲ့ဘန်ထန်ဝိတ်တန်ပေါ့နော်ဘန်ထန်ဝိတ်တန်က145ပေါင်ပါကျွန်တော်ကြော်ကြည့်လေအမှပဲကစားစေချင်တယ် ဖြစ်နိုင်ရေပေါ့နော်ဒါပေမဲ့အခုပွဲကတော့အကြံကြီးကက်နေပြီဆိုတော့လေ weight တော့ချလို့အဲ့လောက်ထိမြင်မြန်ချလို့တော့အဆင်မပြေတော့ဘူးပေါ့နော်အာတကယ်တမ်းမြန်မာ provider တွေနဲ့ကန့်ညီတဲ့ weight တန်းတော့ပန်ထန် weight တန်းမှာ145ပေါင်တန်းပေါ့နော်ဒီခန္ဓာကိုယ်လည်းအရင်ကြီးမကြည့်ဘူးနာပြီးတော့ချွင်းချက်ပေါ့ဗျာသူကတော့ရဲ့အရှည်ကြီးဆိုတာသိမလားအဲ့တော့အာကြော်ကြီးကိုလည်းကျွန်တော်က145ပေါင်ဖြစ်တဲ့ပန်ထန် weight တန်းမှာကစားစိတ်ချင်တယ်ဒါပေမဲ့ အရင်ဆောင်ကြည့်ရမှာပေါ့ဗျာအခုပထမပွဲစဉ်ကတော့ feather weight တန်းမှာတော့ဖြစ်နိုင်ခြင်းများပါတယ်အဲ့တော့อืมဘဒူနဲ့တွေ့ပေးမလဲဆိုတော့ကျွန်တော်ဆောင်ကြည့်မှာဖြစ်ပါတယ်ပထမအဆုံးသွေးတက်နဲ့တွေ့ခဲ့တဲ့ခွန်ဆုပ်လဲမပြောတဲ့အောင်ဖြစ်သွားနိုင်တာပဲเนาะနာမည်ကြီးတဲ့ fighter တွေနဲ့ပဲပေးတွေ့မှာသိရှာတယ်။ဘာဆိုရင်ကျွန်တော်တို့ကြော်ကြီးရလဲမြန်မာမှာအဆင့်မြင့် fighter ကောင်းဆိုတော့နာမည်ကြီးတဲ့ fighter နဲ့ပဲ one championship ကလည်းပေးတွေ့မှာတော့သိရှာသလောက်ဖြစ်နေပါတယ်။ โอเคအဲ့ဒါတော့ကျော်ကြီးရဲ့အကြောင်းပါခင်ဗျာကျွန်တော်တို့အတူတကွအားပေးလိုက်ကြရအောင်ဗျာဟုတ်ပြီနောက်ဆုံးတစ်ခုနောက်ဆုံးတစ်ခုကဘာလဲဆိုရင်ဒီ battery ever ပေါ့နော် PF ကအသီးပေါ့ကိုကျင်ညာလိုက်တာဗျာဒီ battery ever ရဲ့ပွဲလာမဲ့မေလ23ရက်နေ့ Paris မှာကျင်းပမယ်ဆိုပြီးတော့တည်င်းထုတ်ပြန်ထားပါတယ်ပြီးတော့ဒီပွဲက MMA ပွဲစဉ်လေစဉ်းစားလို့မရဘူးเนาะ PFN promotion ပိုင်းလုံးနေနေတော့မသိဘူး။ Patrick Ever လည်းတကယ်ကိုအာစိတ်ဝင်စားလို့နေမှာပါအခုကတည်းကနေလေ့ကျင့်ပြင်ဆင်နေလို့သိရှိရပါတယ်သူရဲ့ပြိုင်ဘက်ကတော့ဘယ်သူဖြစ်မယ်ဆိုတော့ကျွန်တော်မသိသေးဘူးတကယ်တမ်းသူထိုးချင်တာကတော့ Louis Soret ပေါ့နော် Liverpool ကန်နဝင်ကစားသမား Louis Soret နဲ့သူကကစားချင်တယ်ဆိုပြီးတော့ထိုးတက်ချင်တယ်ဆိုပြီးတော့အဖွင့်ပြောထားတာဖြစ်ပါတယ်အဲ့တော့ Man U ကန်နဝင်ကစားသမားကြီးနဲ့ Liverpool ကစားသမားကြီးထိတ်တိုက်တွေ့မလားဆိုတော့မပြောတတ်ဘူးပေါ့နော် အာဆော်ရက်တော့မဖြစ်နိုင်ပါဘူး။ဘာဆိုရင် ပွဲလည်းအရင်နေနေပြီ။ဆော်ရက်ကလည်းရှိအနာမယူသေးဘူး။ဒီအမေရိကန်က Inter Inter Miami ပေါ့နော် Inter Miami ဒီဘောလုံးကလပ်မှာကစားနေတုန်းဖြစ်ပါတယ်။အခုထိကစားနေတုန်းအသက်ကလည်း38နှစ်ပဲရှိနေရလေ။အဲ့တော့ Patrick Evra ကဘယ်နှစ်လဲဆိုရင်အသက်က43နှစ်ရှိနေပြီ။ စောရက်က38နှစ်အဲတော့စောရက်ကိုတော့ရှင်းလို့မရတော့ဘူးဒါပေမဲ့ MMA ပွဲစဉ်ဆိုတော့နမန်းလုံးလို့တော့ရတာပေါ့နော်တချို့တော့စောင့်ကြည့်တော့ဖြစ်ပါတယ်ဒီပွဲကလည်းကျွန်တော်ကမထင်ထားဘူးပေါ့နော်ဒါပေမဲ့ PF promotion ကိုကြည့်လိုက်တော့တကယ်ကိုကျင်ရထားတာတွေ့ရတယ်အဓိကခုနပြောတဲ့တစ်ချက်ပဲအဘက်ထရီအေဗရာရဲ့ဒီပြန်ဘက်ကိုပဲသူတို့ကမကြေညာထားတာပါဘယ်သူဖြစ်မလဲဆိုတာမသိသေးဘူးလို့နော်ပွဲစဉ်ကတော့လာမယ့်မေလ23ရက်နေ့ပြင်တဲ့ နိုင်ငံဘေးပဲရစ်မှာပဲကျင်းပမယ်လို့သူတို့ကကြေညာထားတာဖြစ်ပါတယ်။ Okay အဆိုရင်ဒီနေ့အတက်လောက်ပဲဗျာမနက်ဖြန်မြန်မာပွဲစဉ်ကိုအားပေးဖို့မမေ့ကြနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်။